်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တက်ဆက်ပေးမယ့်ဆလံလေးကတော့စာရေးသူခွန်ရေးသားထားတဲ့မောင်ရှိခဲနဲ့နှက်ကင်ခံရတော်သူဆိုတဲ့ဆလံလေးပဲဖြစ်ပါတယ်စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများခန်းစားနာဆင်ပေးကြပါဦးရှင် င်ချေခဲ့တော့ပကိုဖက်ပြန်ထွက်လာပြီမိဘများရှိတဲ့ချမ်းပြည့်နဲ့တာလုံရွာကိုပြန်ခဲ့တယ်။နေအိမ်ကိုရောက်တော့လှုပ်ရှားမရှိလို့တရားထိုင်ခြင်းအင်းအံ့လက်ဖွဲ့များပြုလုပ်ခြင်းဖြင့်အချိန်ကုန်လွန်စေခဲ့တယ်။အခုတလော မောင်တေစာနဲ့နှမဖြစ်သူ ခင်လွန်းတို့ရဲ့တင်ကိုလည်းမကြားရလို့ထိုနှစ်ယောက်ကြမ်းပါစေလို့တွေးပို့နေမိတယ်။တပည့်ဖြစ်သူထင်ပေါ်ကဆရာကိုကူညီလိုက်ဆရာမိဘဖြစ်ကြတဲ့ဦးမြတ်တင်နဲ့ ဒေါ်အေးမေတို့ရဲ့လှုပ်ကိုကုညီလှုပ်ကင်ပေးလိုက်နဲ့ပဲနေ့တနေ့ကိုကွန်ဆုံးစေခဲ့တယ်။မောင်ရှိခဲရဲ့မိဘတွေမှာ တက်ကြည်ပြီးဖြစ်တော့လေ။ကျမရေတတော်မြီပြီးတန်ဆဲမြန်ဆဲပဲ။မောင်ရှိခဲမှာတနေ့ကုန်အပေါ်တက်မှနေပြီးညောင်းညလာလို့အောက်ထောက်ဆင်းလာပြီးတော့ခြံထဲမှာလမ်းလျှောက်နေ။ထို့စဉ်တပိန်အောင်ရှိကွက်ပြစ်မှာထိုင်နေကြတဲ့မိဘနှစ်ပါးကြမ်းရည်တောက်ကြရင်နဲ့။တာရေခဲ့ ီကိုလာပါအောင်ခွဲ့ဟုတ်ကဲ့မေမောင်ကြီးကဲမှာမိခင်ခေါ်လို့ကွက်ပြစ်မှလာထိုင်နိုင်ပါပြောဖို့လဲမေအော်ပါမတော့မဟုတ်ပါဘူးတရဲ့တာမကြီးရွယ်ထားတဲ့သူရှိပြီလားလို့မေးကြည့်မလို့ဟာပါမြန်လဲလို့အမေရဲ့ပပောက်ချက်ချာတအားအဲ့ဒီအကြောင်းတွေကိုစိတ်မဝင်စားပါဘူးအမေရဲ့ ောင်ရေခဲရမိခင်မဲကြောင့်ချက်ကိုချက်ကန်ဖြစ်သွားတယ်ဒီလိုပြန်ပြေးတယ်ထိုစင်မှာထင်ပေါ်လဲလက်ဖက်တော့ပကံကိုကင်လိုက်ရင်းနဲ့မှကွက်ပြစ်ပေါ့လတ်ထိုင်ပြီဆရာကိုတော့ကောင်မလေးကြောင့်မိမိနစ်ပါနဲ့အမေကြီးရေဆရာလေးကောင်မလေးကြောင့်ဆိုရင်တရားတက်စေတွေလောက်စိတ်ဝင်စားတာမဟုတ်ဘူးမဲအကူလည်းကြည့်ပြောပါအောင်တန်းငယ်လေးရေတို့ဟာတက်ကြည့်ပြီလေ ညီလေးပါလေးတော့မသိခင်မှာချီသွားချင်တာပေါ့ဟာအဖေတို့ကလည်းမဆပါနဲ့ဗျဖခင်ရပါဝင်ထောက်ခံတော့မောင်ရေခဲမျက်နှာထူပူမိတယ်ဒါရှက်စရာကိစ္စမဟုတ်ဘူးတာရဲ့အမေတို့ကတာနဲ့တတလုံးတတူနေရမှာမဟုတ်ဘူးအချိန်တန်ရင်ပဌနာလန်ကိုသွားရမှာပဲအဲ့ဒီချိန်ကျရင်တောက်ဘသူကဆောက်ချောက်မှာတော့ တားစိတ်မွေစားပါဘူးအမေရဲ့တားကိုဆောက်ချောက်ဖို့ထင်ပေါ်ရှိနေတာပဲတကယ်လို့ထင်ပေါ်ကတားနာမှာတသက်လုံးမရှိနိုင်တော့မှတားတားဆရာရှိတဲ့ထံမှာသွားနေမှာအမေရဲ့အဖေကြီးတို့ပြောလဲဆရာလက်ခတ်မှာမဟုတ်ဘူးဆရာတသက်လုံးလူပြိုကြီးလုံမဲ့ပုံပါဟုတ်ပါပြီတားကြီးကိုပြောမရမှာတော့တားငယ်ကိုပဲနားချရမှာပေါ့ကဲတားငယ်လေရောကမလေးတွေပါတွေရနိုင်ပြီလား ဆရာဖြစ်သူကိုကုပြောပေးတော့မြအူဝါသူ့ပေါက်လှဲ့လာပြီ။ဟာအမေကြီးရဲ့ဆရာလို့လူတောင်ကမလေးမရှိမှတော့ကျွန်တော်ဆိုပို့ပြီးတော့ဝေးတာပေါ့။ဖြစ်ရကြလေကွာ။မောင်ထင်ပေါ်ရဲ့စကားကြောင့်ကုပြေပေါ်မှာထိုင်နေကြတဲ့မိဘနှစ်ပါးနဲ့မောင်ချေခဲတို့ရှိပွဲကြကုန်တယ်။ဆရာလေးပြောဆရာလေးရဲ့ တုတ်ဒီမှရှိတယ်ဝင်လာခဲ့လေအတန်တဆဆာအော်ပြီးတော့ဝင်ခဲ့သူမှာဖုန်ကြီးကြောင့်သာခွန့်တူတာပဲလာသူရဘာကိစ္စရှိလို့တော့ဆရာလေးချောပြန်လာတယ်ဆိုလို့ဆရာတော်ကအခေါ်လွှတ်လိုက်လို့ဗျအော်ဆရာတော်ကအခေါ်လွှတ်တယ်ဆိုမှတော့သွားရမှာပေါ့လေလာခုပဲသွားကြမယ်နေအောင်လေးသားဆရာတော်ကဖိုးဖိချမ်းလေးယူသွားအောင် ခြံတရားထွက်တာလက်ဆက်ချက်ပဲဆိုပြီးတော့မိခင်တော်အေးမယာအိမ်ထဲဝင်သွားပြီးချိတ်ထားတဲ့ငပြောသီးဖီချန်ချင်းနှစ်ဖီကိုယူလာပြီးတော့တာဖြစ်သူ့ကိုပေးတယ်ပေးစရာကျွန်တော်ယူခဲ့မယ်ဆိုပြီးဖုန်ကြီးကြောင်းသားနဲ့အတူလိုက်သွားကြတယ်တာဖြစ်သူတို့ရဲ့ကြော်ပြင်ကိုလိုက်ကြည့်ရင်မိခင်ဖြစ်သူတပြင်ကိုချမိတယ်။ตาလီတယောက်မွေးထားမိပါတယ်။အိမ်ကိုမကပ်ဘူး။ အိမ်မကက်ပင်မဲ့တို့သာ သူများကျိုးတက်ပိုးနေတဲ့သူတော်ကောင်းလေးပါမိကြီးရဲ့ဒါတော့ဒါပေါ့ဒါပေမဲ့ကျုပ်လည်းမသိခင်လေးတော့ချွေမလင်းနဲ့မြင်းလေးကိုမြင်ချင်းသေးတာပေါ့ရှင်ဒါဆိုရင်တော့စိတ်ချတသက်လုံးမြင်ရမှာမဟုတ်ဘူးနင့်သားကြောင့်နင်းသိရသားနဲ့ဟာအဲ့ဒါချင်းကြောက်ပေါ့တောက်လမှုပညာလေးပဲသင်ခန်းလိုက်တာမဟုတ်အထက်လန်ပညာရှိတွေသင်ခန်းလိုက်တော့ ကျောက်သားကျောက်နာမှာအမြဲတမ်းမရှိနိုင်တော့ဒေါ်အေးမေမှာသူ့ဆန်တာကိုတားဖြစ်သူဟာမဖြစ်စီပေးနိုင်လို့လှင်ဖြစ်သူ့ဘာစိတ်ဆိုးပြီးတော့ငော့တယ်15မိနစ်ခန့်လမ်းလျှောက်သွားပြီးတော့ဆရာတော်ရဲ့ကျောင်းကိုရောက်တယ်ကျောင်းမှာရှင်တော်ကျောင်းကြီးမဟုတ်တော့ပဲဩခနှစ်ထပ်ကျောင်းကြီးဖြစ်ကို ပြောင်းလဲရောက်ရှိနေပြီမောင်ရှိခဲမှာကျောင်းကြီးကိုငေးပြီးသူ့ရဲ့ငက်ဘွားကိုလွန်ပြီးတယောက်ယောက်ဖြစ်မိတယ် ။ဆရာကျောင်းပေါ်တက်မယ်။လာလေဘာငေးနာလဲ။အေးလေတက်ချဆုံ။၃ရောက်သားဆရာတော်ရှိရာကျောင်းဆောင်ပေါ်တက်ခဲတယ်။ရောက်လာပြီလားတကလေးတို့။လာအချက်ကိုတိုးထိုင်ကြ။တင်ပါဖေရ။ထင်ပေါ်ကငပြောသည်ဖီချန်ကိုပကံတဲကိုတလုံးစီဖြုတ်ထည့်ပြီးတော့ဆီယာတော့ကတ်တယ် ကားလေးတို့ရွာပြန်ရောက်နေတဲ့ကြလို့ကိုတော်ကအခေါ်လှုပ်ခိုင်းလိုက်တော့တင်ပါဖေဟာသူရပြောလို့သိရပါပြီ။ဘာကြောင့်ကိစ္စရှိလို့ပါလဲဖေ။အိမ်ကွဲတကားလေးကိုရွာထဲကကိစ္စလေးတွေကိုဖြစ်ချင်းခိုင်းမလို့။ဘာကိစ္စများလဲဖေ။တပည့်တော်ဖြစ်ချင်းပေးပါမယ်။ပြောရရင်တော့ရွာသားတွေမူယူရန်ကလို့ နက်ကင်ခံရတဲ့ကိစ္စပေါ့နက်ကင်ခံရတဲ့ဟုတ်လားဖေရသူတို့ကနှစ်ကိုဘာသာလုံးပြီးလို့လဲဖေရဒီကောင်တွေကငမူးတွေလေစားတော့ပြီးမဖွဲမရာတွေလုံနေလို့ဖြစ်မှာပေါ့တကလေးရဲ့အဲ့ဒါလူတွေကကြောင်တောင်ဖြစ်ပြီးတော့မနတ်သူ့မေဖဖုံကိုအကူညီလာတောင်းတယ်ဖဖုံလည်းဒီကိစ္စတွေထဲမှာမဝင်ပါခြင်းလို့တကလေးကိုအကူညီတောင်းတာပါအော် တင်ပါဖရတပေးတော့အဆင်ပြေအောင်လုပ်ပေးပါမယ်။အေးတာတုကွယ်ဒါဆိုအကူကြီးလက်တောင်းနဲ့တကမှကြီးကိုအကြောင်းပြန်လိုက်တော့မယ်။တင်ပါဖရအေးအေးဒါဆိုရင်လည်းတကလေးတို့အိမ်ပြန်ပြီးတော့လိုအပ်တာတွေပြင်ဆင်ထားချေတော့မောင်ရှိကဲတို့ဆရာတပည့်ငယ်ဆရာဖြစ်သူဥမေတာဝီကိုရွှေကျိုးစွာဥချပြီးတော့နေအိမ်ကိုပြန်ခဲ့တယ်။ ရွာမြောက်ပိုင်းရှိခြေတန်းကျအိမ်လေးထဲမှာအမေအိုကြီးတယောက်စိတ်ညစ်စွာထိုင်နေ။အမေအိုကြီးမှာသားသုံးယောက်ရှိတော့လေ။ထို့သားတွေမှာအလုတ်လဲမမေရရမလုတ်ပဲနဲ့အရက်သေးစာများသာတောက်တုံနေတယ်။အမေအိုကြီးမှာသားသုံးယောက်ကိုစင်ရဲ့ပင်ပန်းကြီးစွာနဲ့ခြောက်ဖွေကျွေးမွေးတယ်။တနေ့တော့အငယ်ဆုံးသားဖြစ်သူကမြို့ထဲမှာရှက်ငါလုံးဝင်လာကြမှညီကိုသုံးချောင်းဝိုင်းပြီးတော့တောက်တယ်။ အရက်များအားလုံးကိုစင်သွားတော့လဲအလက်ကောင်အဲ့ရထမညင်သက်စွာအိမ်နံအကြီးဆုံးနဲ့အငယ်ဆုံးတို့ဟာထမင်းဟင်းများကိုပကံတဲဥမခူအိုးလိုက်ချပြီးတော့စားတော့တယ်စားတော့ပြီလို့ပွက်ကျဲနေတဲ့ထမင်းဟင်းများကိုတင်ဆက်ခြင်းမပြုဒီတိုင်းမဲ့ထားဖြစ်ခဲ့တယ်စားတော့ပြီတော့အငယ်ကောင်မှအပေါ်သွားချင်းလာပြီထမင်းဟင်းချက်ပြုတ်တော်နေရာဖြစ်တဲ့မိဖို့ထဲကိုပေါက်ချတယ်အကြီးကောင်ဟာမိဖို့ပေးမှအိတ်တယ် မုန်းနေလို့အဝတ်နဲ့ကုန်နဲ့ကလည်းမကောက်ထွက်ချိန်မှာမိခင်မဲ့ဦးကြီးမှအလွတ်သွားနေချိန်ပဲညနေဆောင်ခန်းချင်ရောက်တော့အငယ်ကောင်မှမူမူယူယူနဲ့ဟာနတ်သမီးနတ်သမီးတပါငါ့ကိုလက်ရက်ခော့နေတယ်ဆိုပြီးတော့အောက်ပြေးစင်းသွားတယ်ဘယ်ရောက်သွားတာလဲဟာအဖွားကြီးမလိုက်ဘူးခမရနဲ့မလိုက်ဘူး ဒီလိုအော်ပြီးအိမ်ဖို့ပြန်တက်တယ်။ပဝင်ကျင်ကလူတွေရဲ့အထင်မှာထုတ်ကောင်လေးမှရွှေမှုနေရင်ခြောက်လုံးနေတာလား။အရက်မှုပြေးပြီးနောက်နေ့မှပူဆိုးလာတယ်။ထုတ်ကောင်လေးမှအိမ်ထက်ရှိတိုင်မြောက်ကြည့်ပြီးတော့တရေကြီးဒီတိုင်မှာတရေရှိတယ်။စောက်ထိုးကြီးဆင်းလာပြီးမောင်းထုတ်လိုက်မောင်းထုတ်လိုက်ကြပါထုတ်ကောင်လေးမှာတောက်တချောင်ကိုယူပြီးတော့အိမ်တိုင်းကိုတဖြန်းဖြန်းရိုက်တယ် ထိုအချိန်ထိလူတွေအမြင်မှာထုတ်ကောင်းလေးအရက်ကြောင့်ကြောင်နေတယ်ပေါ့တုံရမြောင်ညမှာထုတ်ကောင်းလေးမှာကြီးဆုံးကိုဖြစ်သူကိုအိတ်ခံတဲ့ခေါ်သွားပြီးတော့အကိုဟိုးထုတ်တံပေါ်ကိုကြည့်လိုက်ငါတို့မေထုတ်တံပေါ်မှာခြေစင်းထိုင်နေတွေ့လားအကိုဖြစ်သူလဲအငဲကောင်ခွေရနောက်ကိုလိုက်ကြည့်တော့ကောင်းထဲမှာမှုမိုက်သွားပြီပြန်ထွက်လာတော့အငဲကောင်လိုပဲရှူးချောင်ချောင်ဖြစ်သွားတယ်ညီလေး ဟိုမှာကောင်မလေးတယောက်ငါ့ကိုပေါ်ဝါကင်ပြီးတော့ခေါ်နေငါလိုက်သွားမယ်ငါလိုက်သွားရမယ်နေအောင် तू ကလွယ်အိပ်ပါယူခဲ့ဖို့ပြောနေတယ်လွယ်အိပ်လွယ်အိပ်ရဖက်မှလဲဆိုပြီးတော့အိမ်ထဲမှာပတ်မွေပြီးတော့လွယ်အိပ်ချတယ်အလက်ကောက်မှာထုံနှစ်ယောက်ကိုကြည့်ပြီးတော့နားမလည်နိုင်ဖြစ်မိတယ်မိခင်ဖြစ်သူကတာဖြစ်သူအရက်ကြောင့်ကြောင့်နေချင်းလွတ်တာထင်ပြီးတော့ဒီတိုင်းလွတ်တာတယ်အကြီးကောင်ကလွယ်အိပ်ချမတွေ့လို့ဘဲအိမ်မှာလိုက်ငါတယ် ခနာဆောင်တော့တမီငါလိုအိတ်သွားငါမယ်ဆိုပြီးတော့တိမ်မီတိမ်ပတ်သွားတယ်သို့တော့လဲရွာထက်ကလူတွေမငါပေဘူးလိုအိတ်လက်ငါရမှာညာထီလျှောက်သွားတော့လဲလက်မလျှောက်ဘူးအိမ်တိုင်းရဲ့တကားကိုပုတ်ပြီးတော့လိုအိတ်ငါတယ်အိမ်မှာကြံခက်တော့ငယ်ကောင်ကအိမ်တိုင်းကိုတို့ဖြစ်ချိုက်ပြီးတိုင်ဘဝတရေကြီးဆင်းလာပြီးလို့တော့អော်တယ်ညာဘက်တွေ့မှာလဲနှစ်ယောက်စလုံးမအိတ်ဘူးထားထိုင်လိုက်ကိုလိုက်ရှိလိုက်ဖြစ်နေတယ် အလက်ကောက်မှာသူတို့နှစ်ယောက်ကိုကြည့်ပြီးတော့ကြောက်စဲဝင်မိတယ်။ဟာအိမ်ထဲဝင်လာကြပြီ။လောက်ပါအောင်လောက်ပါအောင်ကိုကြည့်ရေဟိုမှာဟိုမှာတိုင်ပေါ်ကဆင်းလာပြန်ပြီ။ဆိုပြီးအနားမှာရှိတဲ့ကျန်းရည်ပကံပြေကောက်ပေါက်လျာပကံလုံးဝကွယ်သွားတယ်။အကြီးကောင်ကလည်းမအိပ်ပဲလော်အိတ်ကိုသာချတယ်။ထို့နှစ်ယောက်ကြောင့်အမေအိုနဲ့တတ်လက်မှာအိမ်မရဘူးငုတ်တုတ်ထိုင်ဆောင်နေရတယ်။ ဒါကြောင့်မို့တနေ့ရောက်တော့အမေအိုလဲခြေတက်မှုကိုရေဖြစ်ပြီးနဝင်းတဲ့ထံကိုသွားမိတယ်။ဒီတော့မှဖြစ်မှန်ပေါ်လာတယ်။ညီကိုနှစ်ယောက်တောက်စာမှုယူပြီးအိမ်ထဲမှာမစင်မချင်းအပေါ့ဆွမိချင်းကြံတရားကအိမ်အနောက်ရှိသင်္ဂုတ်တုပေါ်မှာထိုင်ပြီးအလေးဆွမိတယ်။ဒါကြောင့်မို့လို့အိမ်ဆောင်နန္ဒရုပ်ကစုတို့ကဖန်ဆာခြင်းခံရကြောင်ကိုသိရတယ်။ဒီတော့မှအမေအိုမှာတနှစ်ယောက်ကိုစိတ်ပူသွားပြီးတော့ဆရာတော်ထံကို၆ထာကူညီတောင်းတယ် ။မောင်ရှိကဲတို့လည်းဆရာတော်မိတဲ့တိုင်ရွာမြောက်ပိုင်းရှိအမေဦးကြီးရဲ့အိမ်ကိုရောက်ခဲ့တယ်။အမေဦးကြီးမှာမောင်ရှိကဲတို့မြင်တော့အလွန်ဝမ်းသာပြီးတော့ခရီးဥကျုပ်ပြူတယ်။ဆရာလေးတို့ဆရာတော်ကလွတ်လိုက်တယ်ဆိုလို့အမေမျှော်နေတာ။လာလာဆရာလေးတို့ဆရာလေးတို့ရွာကိုအပြီးပြက်လာတာလား။အပီးပြက်လာချင်ပါတဲ့အမေရဲ့ဒါပေမဲ့လူတွေကိုကယ်ပေးရမယ့်တာဝန်ကရှိသေးတော့ လှက်လက်သွားလာနေရအောင်မှာပဲပေါ့တာတို့ပါကွယ်မအိမေတို့များကံကောင်းချက်အများအကျိုးသက်ပိုတဲ့တာလာယတနာလေးကိုပန်းဆိုင်ထားတယ်ဒါနဲ့ကိုမောင်အေတို့ကအချိန်နဲ့ဘလို့ဖြစ်သွားပြီလဲအမေအမေတာငမူးနှစ်ယောက်ကြောင့်ကတော့ပြောကုန်မပြောချင်တော့ပါဘူးဆရာလေးရဲ့အိမ်ပေါ်တက်ပြီးတော့သာတွားကြည့်လိုက်ပါတော့ဟုတ်ကဲ့အမေမောင်ရှိခဲတို့လည်း အမေ ਉਹ ပြောတဲ့အတိုင်းအိမ်ဖို့တက်သွားတော့ကိုမောင်အေရိုညိကိုနှစ်ယောက်မှာခြေလိုက်ငုတ်လိုက်ဖြစ်နောက်တွေ့ရတယ်။ထုံနှစ်ယောက်ကမောင်ရှိခဲတို့တွေ့ရတဲ့အခါမှာဟာဘသူလဲအဲ့ဒါဘသူလဲထွက်သွားထွက်သွားစမ်းအထဲဝတ်မလာခဲနဲ့အထဲဝတ်မလာခဲနဲ့ဆိုပြီးမောင်ထုတ်တယ်။မောင်ရှိခဲကဂယုမဆိုင်ပဲဖះဆင်ချစ်သွားပြီးတော့ဥချတယ်။ဖះောင်းတိုင်တရံကိုထုတ်ပြီးတော့မိညိပူစော်တယ်။ လာကြစမ်းနှစ်ယောက်စလုံးဒီမှာလာထိုင်ကြမလာဘူးကိုကြီးနင်သွားမသွားပါဘူးနင်သွားထိုနှစ်ယောက်မောင်ရေခဲလက်ထိုင်ခိုင်းသည်ကိုသူ့သွားငါသွားညှင်းခုန်နေနှစ်ယောက်စလုံးလားအခုချက်ရှင်လားမောင်ရေခဲဩစာတန်နဲ့ထမှန်ခေါ်တော့နှစ်ယောက်လုံးစပုတ်သွားတယ်မောင်ရေခဲရှင်းမှလာထိုင်တာမင်းတို့တွေဘာဖြစ်နေကြတာလဲ ငါခေါ်တာကိုဘာလို့မလာတာလဲဆရာရဲ့ကိုချင်းကိုပေါ့ကြောက်လို့ပါကြောက်ဖို့မလိုဘူးတင်ရအိမ်ဆောင်နဲ့ပဲဘာလို့ငေါ့ကြောက်နာလဲကြောက်ကြောက်ကိုမြင်နေရတယ်လားမြင်ရတာပေါ့ကြောက်အိမ်တဲကိုဝင်လာတဲ့ကနေတို့တွေဘယ်သူဘယ်ဝါလဲဆွတ်တာကြွတိပြီသားဆရာလေးကစရဏအာကောင်းတဲ့ဆိုတာကြွတို့သိပါတယ် ဒါပေမဲ့ဒီကောင်တွေကကျုပ်တို့ကိုမလေးမဆလုံလုံလို့ပြညာပေးရတာပါသူတို့တွေကဘာဖြစ်လို့မိလို့လဲပြောစမ်းပါဦးဒီကောင်ကကျုပ်ဆောက်ရှောက်နေရတဲ့အိမ်ကို မလေးမဆလုံတဲ့အိမ်ထဲမှာလည်းပေါက်သွားလို့သွားနေအဲ့ဒါကိုကျုပ်ကအမြင်ကပ်လုံလို့ကန်လှုပ်ပြစ်လိုက်တာချက်ရလေကဲအတင်ရုပ်ကဆူမင်းကရောဘာလို့ကုလို့ပြုစားတာလဲတင်ငမူးကြီးက ကျုံမိခုနေထိုင်တဲ့တင်ငုတ်တို့ဖို့လေးလာစွန်နဲ့အဲ့ဒီတော့ကျုပ်ပိမ့်မလည်းညစ်ပတ်သွားတယ်။ဒါကြောင့်မို့သူ့ကိုလွှဲအိတ်ချခိုင်းပြီးတော့သူ့ဟာသူပြန်ချင်းခိုင်းမလို့ဖြစ်ရလေဗျာ။ကဲကူကျော်ဝါသူတို့ကိုစားအသိနဲ့မင်းတို့ကို တောင်းပန်နေခုတ်လုတ်ပေးလိုက်ကြ။မရအောင်ဒီနှစ်ကောင်လောက်ထားတဲ့ဖြစ်ကကြီးလေလွန်နေခုတ်လုတ်ပေးလို့မရအောင်ဟုတ်တယ်ခုတ်မလုတ်ဘူး။ သူတို့အစာကြောက်ရပဲတောင်းပတ်ပါတယ်သူတို့လည်းမူးနေတော့ထင်ရကိုရှောက်လို့မိတာဖြစ်မှာမရဘူးသူတို့ကိုတသက်လုံးယူအောင်လုပ်မယ်မဟုတ်ရင်တော့ဒီကောင်တွေမှတ်မှာမဟုတ်ဘူးကြောက်ဝအကောင်ပြောနေတော့လက်ခံမှာကြုံမြတ်တာနဲ့ပဲပြောချင်တယ်အကြံဒီမတုံးချင်ဘူးခမလို့နိုင်ဘူးကြိုက်တယ်လို့လို့ဒီနှစ်ကောင်ယူသွားမှကျင်တတ်နိုင်မယ် ။မောင်ရေကလည်းပြောမရတဲ့ဆုံးမအင်းချက်မြောက်ထုတ်သုံးတယ်။ထုံနှစ်ယောက်ကိုခွမလို့ပါက အထက်နှစ်မင်းတို့ကို တိုင်ပြီးအခုမိခူကတ်တွက်နေသောနေရာမှာမောင်းထုတ်မယ်လို့ပြောတော့နက်နက်ပါမလို့ဖို့တောင်းပါနဲ့။မောင်းတော့မထုတ်ပါနဲ့။ကြောက်ခွလို့ပြလိုက်မယ်။ဒါပေမဲ့ကျုံနေတဲ့အိမ်မှာစိတ်ကန်းရှိအောင်တော့အလေးပေါ်ဆွန့်ခိုင်ပါကျုပ်လည်းကျုံနေတဲ့တင်ကုတ်တို့ကိုပြန်ပြီးတော့တန့်ရှင်ရင်လုခိုင်း ပြီးတော့ဒီကောင်ကိုယ်တိုင်ဆန်တဲ့လက်ဖက်စုပ်ကိုယူလာကျုပ်နေတဲ့နေရာမှာလာတောင်းပန်ခိုင်းဒါဆိုရင်တော့ကျုပ်ကလွတ်မယ်ဖြစ်စေရမယ်ဗျာဒီနှစ်ယောက်ကသာမိမွေတိုင်းဖတ်မွေတိုင်းပြန်ကောင်းလောက်အောင်လုပ်ပေးခဲ့ကြအိမ်ဆောင်နဲ့ရဲ့ကျုပ်ကစုံနှစ်တို့ရဲ့မောင်ရှိခဲပြောတဲ့အတိုင်းငမူးညစ်ကိုနှစ်ယောက်ကိုအကောင့်တိုင်းပြန်လုပ်ပေးခဲ့တယ်နောက်နေ့မှတော့ကိုမောင်အေရိုညစ်ကိုနှစ်ယောက်မောင်ရှိခဲမှာခဲ့တဲ့အတိုင်းပဲ နက်နက်ပါဦးပြန်လဲတောင်းပန်နဲ့နက်ကင်လိုက်ပြီးတဲ့နောက်ပိုင်းမှာထုံနှစ်ယောက်မှာမှတ်သွားတယ်အရက်လည်းမတောက်တော့ဘူးအိမ်တွင်းမှာအိမ်ပြင်မှာအခွင့်မတောင်းပဲနဲ့အခင်းချင်းငယ်စွန့်ချင်လဲမလုပ်ကြတော့ဘူးအမေအိုကြီးမှာတိုက်ဖြစ်သူတို့အမြင်မှန်ရှောက်အောင်လုပ်ပေးတဲ့မောင်ကြီးကဲတို့ကျေးဇူးထူးတင်နဲ့အခုလည်းမူပြီးတော့အိမ်ထဲမှာရရန်ကကမလုပ်ရကြတော့ဘူးမောင်ကြီးကဲတို့လည်းရွာမြောက်ပိုင်းရှင်ကြီးကိုကို ။ကိုညီပေးပြီးတော့နောက်နေ့အိမ်ကိုပြန်လာခဲ့တယ်။မောင်ရေခဲလဲအိမ်ကိုပြန်ရောက်တာနဲ့ချစ်လက်စစ်ကြောတုတ်တင်ပြီးတရားထိုင်တယ်။အယုံထဲမှာတိစားတယောက်ဒုက္ခရောက်နာကိုတွေ့မြင်ရတယ်။ဒါကြောင့်မို့လူအပ်တာတွေပြင်ဆင်ပြီးတော့နောက်တနေ့မှာတိစားတို့ရှိတော်ချက်ကိုခီးစပ်ဖို့ဆုံးဖြတ်လိုက်လိတော့တယ်။ နာဆင်ပေးခဲ့ကြတဲ့မြစ်ဆွေများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။တောင်ရေခဲနဲ့နက်ကင်ခံရတော်သူဆိုတဲ့ဇလံလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ်ဇလံတလေးတွေကိုလည်းမြစ်ဆွေများဆလတ်ဆောင်မြောင်းအပေးကြပါအောင်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။